မန္တလေးမြို့ပြည်ကြီးတကုံမြို့နယ်မှာစစ်မှုထမ်းအပတ်စဉ်၁၇အတွက်ဆိုပြီးမဲနိုင်တာတွေစတင်လှုပ်ဆောင်နေပါပြီ။မဲစရင်ထဲမပါခြင်းရင်ကြက်သိန်းတရာအထိတောင်းယူတာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ပြည်ကြီးတကုံမြို့နယ်စစ်မှုတစ်စစ်မှုနှစ်နဲ့တင်ပန်းကုန်းရက်ွက်တွေမှာမတ်လဒုတိယပတ်ကမဲနိုင်တာတွေပြုလုပ်ခဲ့ပါတယ်။တခြားမြို့နယ်တွေမှာအပတ်စဉ်၁၇ခေါ်ယူမှုတည်င်းမရသေးပေမဲ့ပြည်ကြီးတကုံမြို့နယ်တွေကအုပ်ချုပ်ရေးမှုတွေကတော့ရက်ွက်အလိုက်ပြည်သူတွေခေါ်ယူမဲနိုင်ခဲ့တာလို့သိရတာပါ။ နှက်ရမဲ့မဲစရင်ပဲ့ချင်ရင်သိန်း100ဆိုပြီးတောင်းတယ်ကျွန်တော်အကူက35သိန်းနဲ့ပြတ်သွားတယ်လို့မြို့ကန်လူငယ်တဦးကဆိုပါတယ်အဲ့ဒီငွေကြေးဟာအပတ်စဉ်တစ်ခုအတွက်သာအမကန်တာလို့ရက်ကွက်ယုံကပြောကြောင်းသိရတာပါတခြားငွေပေးထားတဲ့သူတွေကိုလည်းနေ့တိုင်းအရာရှိကျွေးမွေးဖို့ဆိုပြီးဖုန်းဆက်ငွေထပ်တောင်းယူတာတွေလုပ်လို့ရှိတယ်လို့ဆိုပါတယ်။ပြည်ကြီးတကုံမြို့နယ်ဟာပောက်ကိုတော်ပြူစောတိနဲ့လူမိုက်ကိုင်းဆိုသူတွေစိုးမိုးတဲ့မြို့နယ်ဖြစ်ပြီး လမ်းသွားလမ်းလာသူတွေရဲ့ဖုန်းတွေကိုစစ်ကားငွေတောင်းယူလေးရှိတယ်လို့လဲဒေသခံတွေကပြောပါတယ်မန္တလေးတပိတ်အင်အားစုရဲ့ကောက်ယူထားတဲ့အချက်အလက်တွေအရမန္တလေးကမြို့နယ်ခုနှစ်မြို့နယ်မှာ2025 January တရက်နေ့ကနေ31ရက်နေ့အထိတလတာအတွင်းမတရားဖမ်းဆီးခံရသူလူငယ်ပေါင်း238ဦးထပ်မင်းရှိခဲ့တယ်လို့ဆိုပါတယ်ဒါဟာမြေပြင်သတင်းမီဒီယာတွေအပေါ်အခြေခံပြီးစရင်ပြုစုရတာဖြစ်လို့ တကယ်တမ်းမှာမတရားဖမ်းဆီးခံရမှုတွေပိုများနိုင်တယ်လို့မန္တလေးသပိတ်အင်အားစုကဆိုပါတယ်။အာဏာသိမ်းစစ်ကောင်စီတပ်ဟာရန်ကုန်မန္တလေးအပအဝင်သူတို့ထိန်းချုပ်ထားတဲ့မြို့ကြီးတွေမှာစစ်မှုထမ်းဖို့လူငယ်အများပြားကိုဖမ်းဆီးနေပြီးအခုဆိုရင်တော့စစ်မှုထမ်းအပတ်စဉ်7ကိုရောက်ရှိနေပါပြီ။စစ်ကောင်စီကပြည်သူစစ်မှုထမ်းအပတ်စဉ်7တင်တန်းဖွင့်ပွဲကိုတိုင်းစစ်ဌာနချုပ်တွေမှာလှုပ်ဆောင်ခဲ့တယ်လို့မတ်လ18ရက်ကကြေညာထားတာရှိပါတယ်။ စစ်ကောင်စီဟာနိုင်ငံအနှံတိုက်ပွဲဖြစ်နေတဲ့ဒေသတွေကိုစစ်မှုထမ်းတပ်သားတစ်တွေဆေးလွတ်ပြီးရှေ့တန်းပို့နေပါတယ်။ဒါကြောင့်သိမ်းဆုံးမှုတွေနဲ့စစ်တပ်ကနေထွက်ပြေးပြီးတော့တော်လှန်ရေးအဖွဲ့တွေစီတွားရောက်ခိုးလုံသူတွေများပြားလာနေပါတယ်ရှင်။